အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်မင်္ဂလာပါရှင်ခုပတ်ပြ channel ဝတ္ထုလေးကတော့စာရေးဆရာမဂျူးရေးသားထားတဲ့အဝေးကြီးမှန်မြောင်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်နားဆင်ခံစားကြည့်ကြပါဦးရှင်အဝေးကြီးမှန်မြောင်းထိုချိန်ဒီပရိမောက်တစ်ခုပေး၌သူမမတက်ရနေချိန်ဖြစ်သည် ူရာယုံနိုင်ယစင်မညနေ9နာရီထိုးရင်ထိုင်းမိုင်းလေးတွေ့တော့တန်ဆောင်ဂီတစတင်တီးခဲ့ချိန်လည်းဖြစ်သည်ထို့ချိန်မှပင်အဝေးစီမှမတာဂီတတစ်ခုဒီဝန်းနေတတ်တော့သူမထံတို့တပိုင်းတစားလွန့်စင်လာခဲ့သည်ယနေ့အင်္ဂါနေ့ဖြစ်သည်မိထားမလာသေးပါ1985ခုနှစ်အဖို့ပထမဦးဆုံးအချိန်မိထားနောက်ကြခြင်းဖြစ်သည်နေ့စဉ်ပြုမှုနေကြဝတ္တရားတစ်ခုအဖြစ် မြေထားအုပ်အောတန်ကိုစောင့်ညုံနေခြင်းနဲ့အုပ်အုပ်အောတန်အစားမသာဆိုင်တန်ကိုတော့ဝေးလံစွာ ကြားရ၏နှဲဤတန်ဘုံရှိတန်တို့ကိုအချိုးကျကျပေါင်းဆက်လိုက်သောအခါဖြီးလင်း၍ငိုကြွေးပေါ်ရာဖြစ်သောမသာဆိုင်တန်ဖြစ်လာသည်အတုဘခကြီးမှဘုံရှိနှင့်နှဲကိုတီးမုံရန်မြေသူကများစိတ်ကူးရခဲ့ပါသည်နီကြားရသည်မှာစိတ်မသက်သာစရာရင်ဝါတို့ဆောင်ရဆောင်ရတွန်းထိုးပြီးတကယ်လို့ဖြစ်သည် ဤမြို့ငယ်ကလေး၏ထူးခြားချက်များတွင်အတုကချခြင်းသည်လည်းတစ်ခုပါဝင်ဖြစ်သည်ဤမြို့တွင်လူသေးလောင်းကိုနှိပ်ပန်ရင်မတော်ကားပြန်မပို့ဆောင်ကြပါဝါးများဖြင့်ပြုလုပ်သောဝေါ်ကဲ့သို့ထန်းစဉ်မြင်သာအလောင်းစဉ်ကိုပို့ဆောင်ရသည်လူသုံးယောက်လျင်တစ်ဖက်စွန်းစီရှေးနောက်ထန်းကြတော့ထန်းစဉ်ဖြစ်သည်လိုက်ပါပူဆောင်သူများဒီမတော်ကားမစီကြပါချီးချင်းစုပေါင်း၍ချီးညင်းစွာလိုက်ပါပူဆောင်ကြပါလေ တန်ဃာတော်များလည်းအလောင်းစင်ရှိမှစီတန်း၏ခြေချင်းလမ်းလျှောက်သွားကြသည်အမှန်အဖြစ်အတုပကိုနေ့လယ်3နာရီမှညနေ4နာရီအချိန်အတွင်းတကြူတက်၏ယနေ့အတုပနောက်ကြသည်လေပြင်းမုန်တိုင်းကြောင့်ဖြစ်နိုင်ပါသည်အနီရောင်လေပြင်းမုန်တိုင်းရုတ်တရက်တိုက်ခတ်လိုက်သောကြောင့်ပြုလုပ်နေကြလုပ်ငန်းတစ်ခုယနေ့နောက်ကျသွားခဲ့၏အိတ်စီးနေသောဖုံထူကြောင့်အနီရောင်ပြေးနေသောဝင်းကျင်ကြားကန်တွေကိုမှန်မြောင်းဖြင့်ဖျက်ဆီးမမြင်နိုင်တော့ပါ မှန်ပြောင်းဤမှန်မလူများကိုနူးညံ့သောအဝတ်ဖြင့်မကြာခဏပွတ်တိုက်ပေးပါလျက်နီးကျင်သောမှန်များသည်တမဟုတ်ချင်းပြန်လည်ကန့်ညိပြန်သည်ယခင်နေ့များကတော့မှန်ပြောင်းဖြင့်အဝင်းရှိအစ်ပင်ထိတ်ပြားတို့မှငှက်များပန်းပွင့်များတယ်လီဖုန်းလိုင်းများဖုန်တက်နေသောအိမ်ကောင်မှုများဝန်နာများကိုကြည့်ရှုမှတ်သားနေကြဖြစ်သည်အားလက်ချင်းအပန်းပြင်းသည့်တမျိုးလည်းဖြစ်သည်အချိန်ကိုကုန်မမသိကုန်စည်နည်းလည်းဖြစ်သည် ။ဤမျိုးလူရောက်ဒီမှာမကြသေးတော့လေသူမဒီကုံမြင့်စီမှဖရာစေဒီပေါင်း23စုကိုမှန်ပြောင်းမြင့်ရည်အတွက်ပြီးဖြစ်သည်။ဤမျိုးဒီတစ်ပင်ကျေးပါသောအပူရောင်ဒေသတစ်ခုဖြစ်သည်။ထို့ကြောင့်ဘူတာယုံကိုလည်းအလွယ်တကူမြင်နိုင်သည်။ဘူတာယုံသည်အနီရောင်အုတ်ချုံမုန်းနှင့်အုတ်နီတိုက်ငယ်ဟောင်းကလေးဖြစ်သည်။မိယထားဆိုင်ချင်းရောက်လျင်ဘူတာယုံစေဝင်ပေါက်တို့ရွှေချံကြီးယထာစင်ခီးတဲ့တို့ကိုတယောက်ချင်းစောင့်ကြည့်ညုံလင့်မြဲဖြစ်သည်ပြုနေပြုလုပ်နေကြဝိတ္တရာတို့ခုဖြစ်၍ တခါတည်းရင်ခုန်ဖို့ကိုပဲမီလျော့နေတတ်ပါလေလင်းဒီချမ်းတိုက်တဲ့နေ့တွင်မိသားနောက်ကြသည်မအံ့ဩဖို့မရှိတော့လေသူမအလွန်မင်းအိတ်ချနေသည်မအံ့ဩစရာဖြစ်သည်မိမတယောက်ဒီလင်းယောက်ျား၏မွေးနေ့အခမ်းအနားကျင်းပခံနေချိန်တွင်အိတ်ချနေဖို့မကောင်းပါယနေ့ကြာသာပရိနေ့မဟုတ်တော့မတ်လ26ရက်နေ့ဖြစ်တော့ကြောင့်မွေးနေ့ပွဲကိုညနေ6နာရီတွင်ကျင်းပမည်ဧည့်သည်တော်များကိုဖိတ်ကြားထားပြီးဖြစ်သည် သူမ၏အံ့ဩတတ်တော်ဧည့်သည်တို့များမကြမီရောက်လာကြလိမ့်မည်။သူမ၏အိမ်တွင်နိုင်များစွာရှိသည်။နိုင်များစွာရှိခြင်းကြောင့်တစုံတစ်ယောက်သည်အံ့ဩဖို့မလိုပါ။ညံ့နာမပါသောလက်တံမပါသောနိုင်များကိုလည်းမြည်သူမြတ်မရင်မောရ၎င်းတို့သည်အာဟာရပြတ်တောက်နေသူများဖြစ်၏။လေးတွဲစွာလှုပ်ရှားရင်အာကုန်ခံသွားသူများဖြစ်၏။ထို့ပြင်192မိုင်ဝီသောခရီးကိုကားဖြင့်ဖြတ်တန်းလာခဲ့ရသောအခါသူတို့မလှုပ်ရှားနိုင်တော့ပါ။ ဤများပြားလာစွာသောနိုင်များကိုအဘယ်ကြောင့်ဒုက္ခခံ၍သက်ယူလာပါသနည်းနိုင်များနှင့်ခီးသွွားအခြင်းဤပျော်ရွှင်ပွေရာမဟုတ်တယ်လို့ဒုက္ခလည်းမဟုတ်ပါထို့ပြင်နိုင်များ၏ပိုင်ရှင်မှသူဖြစ်သည် နိုင်များသည်သူတို့နှုတ်ဦးကြားရှိအဆက်အသွယ်ကောင်းတစ်ခုဖြစ်၏ခဲ့နေသည်မှသူမသည်ရက်တက်နေသောနိုင်များကိုလှောက်ရှားလောက်အောင်မြည်သူမြမပြုတ်ပြင်းတတ်ခြင်းဖြင့်ဖြစ်သည်ဤသို့ဆိုစေသူမ၏မိတ်ဆွေအစ်တင်များသည်သူမအိမ်သို့ရောက်လျင်အံ့ဩနေကြမည်ဖြစ်သည် ပထမဆုံးမိမတယောက်နဲ့မြည်သူများမပတ်သက်သောညာပြားလာသောနိုင်ညာကိုအံ့ဩ၏ဒုတိယအဖြစ်မိမတယောက်နဲ့မပတ်သက်သောအလွန်အားကောင်းသည့်အဝေးကြီးမှန်ပြောင်းကိုအံ့ဩ၏တတိယအဖြစ်အခန်းစပွဲမှာတန်းစီချထားသည့်ဟောင်းနှွမ်းသောဖဲချက်ကလေးများကိုအံ့ဩ၏နောက်ထပ်အံ့ဩစရာများအိတ်ခမ်းထဲတွင်ရှိသေးတော်လဲသူမနေဖြင့်ဒီများအံ့ဩမှုပြင်းရမရှိရပါသူမ၏မိတ်ဆွေအစ်တများသည့်အရာရာကိုအံ့ဩတတ်၏ စိတ်ဝင်စားတတ်၏။သူမဘယ်လိုမိမ့်မှမျိုးလဲဟုဆက်ဆုတတ်ကြသည်သည်။ဖြည့်ရမလိုပါ။ဖြည့်ရမလိုအပ်ပါ။သူမကိုယ်တိုင်ရမသိကြပါ။သူမဒီအိမ်တော်ငယ်တူဦးဖြစ်ခဲ့သည်မှန်၏။သို့တော်တခုလည်းမိမ့်မှတူဦးလည်းဖြစ်နိုင်သည်။ထုံမတပါးမုံဆုံမတူလည်းဖြစ်နိုင်ပါသည်။သူသူမထံအကြောင်းကြားစာကလေးဖြစ်ဖြစ်ရေးပို့ဖို့ကောင်းသည်ဟုမကြာခဏတောင်းတခဲ့ရသည်။သို့မဟုတ်ရောင်စုံပို့စကတ်တစ်ခုခုတို့ဒီမဟုတ်လဲသူဘယ်ရောက်နေသည်ဟု အကြောင်းကြားသည့်ဂျင်းနှန်းစာတစ်စောင်ဖြစ်ဖြစ်ပေါ့။ तू သူမကိုမြမေ့ရော့နေလည်သလား။ तू တတိမမေ့တတ်ပါ။ तू အလွန်တရာမဉဏ်ကောင်းပါသည်။အိယာထချင်းဆောင်နှစ်ချင်အောင်များခောက်သိင်းရင်အင်မတန်ပြင်းထန်တူတယောက်သည်မိမိဇနီးထံစာရေးဖို့လည်းပြင်းနေနိုင်သည်။သုံးနှစ်ကြာအောင်လားမဖြစ်နိုင်ပါမှန်အားဖြင့်အကျိုးကြောင့်ဆင်ခြင်မှုကိမဲ့တော့ဖြစ်သိမ့်ခြင်းဖြစ်သည်ဖြစ်သိမ့်ဒီကသူမဖက်မှအရာရာကိုကြိုတင်ပြင်ဆင်၍လေ့ကျင့်ထားရပေမည် ဥပမာကွာချင်းကောရှင်းစာချုပ်ကိုမျက်နှာမပြတ်ပဲအလွယ်တကူလက်မှတ်ထိုးပြီးနိုင်ရန်အချုပ်ခန်းတန်နိုင်များနောက်ွယ်ကသူ့မျက်နှာကိုအားပေးသည့်အကြည့်ဖြင့်နှစ်သိမ့်နိုင်ရန်ရင်ခွဲယုံကြောက်စပွဲပေါ်မှာအဝတ်ဖြူအုပ်ဓာတော်မျက်နှာတစ်ခုအဖြစ်လက်ပြခဲ့လျင်ရင်းရင်စွာငုံကြည့်၍အတီးပြုတ်ချက်ပေးနိုင်ရန်အိုဒါဟာအပြီးတိုင်ဆုံးရှုံးမှုပဲလားအေးမီလေကြောင်းနာယောဂအတွက် သူစားနေကြတရိကံပုံစံစီပြာဗစ်တိုဒီ၃နှစ်ကြောင်တင်းစီထားခဲ့တော့ကြောင့် ပလင်းတန်ရန်ကိုအနီရောင်အစွန်ထင်းများဖြစ်စီလက်ပတ်စည်းနေကြသည်ဒါဟာအပြီးတိုင်ဆုံးရှုံးမှုများလားသူဤနေရလေးစားကိုမိမိရှိသမျှစည်းစိမ်ကိုပုံအောင်၍ဝယ်လို့ရရင်ဝယ်ချင်ပါသည်သူဘယ်လိုမူကောင်းခင်အောက်မှရှိနေပါသနည်းသူတနည်းရရမှပျော်ရွှင်ကြမ်းမှနေကြောင်းသူမှမြင်တွေ့ခြင်းသည်သူပြန်လာခြင်းလဲလာမည်မလာဘဲလဲနေနိုင်သည်သူမဟုတ်သူဤကဘာမြေပေါ်တွင်ရှိခြင်းမှလည်းရှိတော်မည်သူနှစ်ပတ်သက်၍ဘာမဆိုဖြစ်နိုင်ပါသည် အခန်းနဲ့ရံများတိုင်များပေါ်တွင်ရှုပ်ပွားပြည့်နေနေတော့နာယီအမျိုးမျိုးကိုငေးနေမိတော့သူမလေးနာယီတခုတလေများဆက်သွားနေမလားဟုစူးစမ်းလေ့လာကြည့်သည်နာယီအားလုံးငြိမ်သက်နေ၏တချို့ကပင့်ကုန်မြင်များရစ်တွေ့နေသည်တိုင်ကနာယီများ၏တစ်သား၏နာယံတို့တွင်ဖုန်တက်နေသည်ဒီနာယီတွေဟာဗာမြန်အံ့ဩစရာရှိလို့လဲကွယ်သူမလေးအာရုံစိတ်ပြက်စွာမျက်နှာလွယ်လိုက်၏လီမုန်တိုင်းကြီးဆုံးပြီးနောက်စတုံးသအချိန်အဖြစ် မှန်မြောင်းကိုဂိုင်ယူလိုက်ပြန်သည်သူဟာသူ့ကိုရှာဖွေမျောကြည့်နိုင်ဖို့အတွက်အများဒီမှန်မြောင်းကိုထားရစ်ခဲ့လေသလားနော်ဤအတွေးမျိုးသူမနဲ့မကြာခဏပေါ်ပေါက်ခဲ့ဘူးသည်ဤမှန်မြောင်းဤသူဖဲနိုင်လာခဲ့တော့တံမိုးကြီးပစ္စည်းတစ်ခုဖြစ်၏သူမအပြင်ဘက်တို့မှန်မြောင်းချင်းကြည့်လိုက်သည်ဓာမီးတိုင်နှင့်လျက်စစ်ဝါရကျူးများကိုအလင်းဆုံးတွေ့ရ၏ထို့နောက်ခရမ်းပြရောင်ဆွဲတော်ပွင့်များမှန်မြောင်းကိုနည်းနည်းရွှေ့လိုက်တော့ခါမိုက်ခရိုဝေ့ဗ်ညှို့စင်ဟင်းမဟုတ်သေးပါဘူး အောက်သို့နည်းနည်းပြန်ချလိုက်တော့အခါရွေလျားနေတော့လိမ္မော်ရောင်တန်းကိုမြင်ရသည်။ဗာညာပါလေ။ဘိက္ခုဝေအိုနာတေယေဒုက္ခဘီမကင်းဝေးလူညာဥချစ်သားတို့ကြည်လင်လပယဆပြတ်မွေဖြစ်တော်လဲဘယ်တော့မှကြားရကောင်းစေမှုမတောင်းတခဲ့ဘူးတော့တရားတန်မှာတကားနံဘလူးဆောင်တာကိုပြင်၍ချိန်ကြည့်တော့ခါတန်ငါတော့ဆောင်းတော့ထီးမြန်းစီတန်း၍လျာနေသည်တင်ငန်းအဝါရောက်များ နောက်မှသီလရှင်များ ပုရိသေနဝါနွယ်လာဖခင်ယောက်ျားပင်ဟု ခေါ်တွင်မှတ်သားအမျိုးသားများသည်၎င်းဂဟထေနဝါထိုနောက်ဗုဒ္ဓယုံခေါမိုးထိုနောက်စင်ဝင်ပေါက်အနေငယ်လှည့်ယူပြီးတသက်မတ်တီချိန်နာလိုက်တော်သည်ဗုဒ္ဓရှိတွင်ဇကနစီရထား၏ကာမောင်းသူများကားပြီးမှရဲ့၍အတုပလာမြည်လန်းကိုမျောကြည့်နေဟန်ရှိ၏သူမမသိတော့မျက်နာများဖြစ်သည်ဤမြုပ်ငယ်ကလေးတွင်သူမအတိကျွမ်းနေပါသေးသည် တောင်းရှိလာသည်မှမကြသေးသောကြောင့်ဖြစ်သည်။ဤမျိုးကလေးတို့အလုတ်ပြောင်းရှိရမည်ဟုတိရစဉ်ကပထမဆုံးပူပန်မိသည်မှာသူဤအိမ်ပြန်ခီးအတွက်ဖြစ်သည်။သူသည်အရင်တုန်းကတည်းကတစုံတရာမပြောဘဲအိမ်မှ6လခန့်ထွက်သွားပြီးဘာမှအကြောင်းမကြားဘဲပြုံးစုပြန်ရောက်လာခဲ့ပူ၏။အဲ့ဒီတုန်းကတော့မြင်းခွာတန်းကောင်ကသူမှစောင့်ခဲ့ရသည်။လဲပက်နေတော့လဲပင်းတောက်တိုင်များအကြားညင်းရိုက်ချိန်လက်ကင်ကိုခပ်ပွားပွားထိုးတွင်းလျက်တထောက်တောက်မြည်တမ်းပေးပြီး အပြင်းမောင်းနေလာမည်အမြင်လဲသည်ဤအတန်ကိုပေါ့မျောလင်းသည့်အတိုင်းတညနေတွင်ခြံထဲထိမောင်းဝင်လာတော့မြင်းခွတန်ကိုကြားရ၏ထို့နောက်လေကားကိုတတိုင်းတိုင်းမြည်အောင်ပြေးတက်လာတော့ခြေတန်ထို့နောက်ပြင်ကင်းကျမ်းမြင့်ကိုဆက်တိုက်နင်းလာတော့အတန်ထို့နောက်မီးပူကိုဘေးသို့ထောင်ချ၍နောက်လိုက်ကြည့်လိုက်တော့အခါအခါတိုင်းကဲလို့အပြင်းမပြန်လာတော့မျက်နှာထားမျိုးဖြင့်သူ့ကိုတွေးလိုက်ရတော့သည်ယခုတချိန်သူပြန်လာခဲ့ရင်တော့ပိတ်ထားတော့သူ့အိမ်တကားကိုကြည့်ပြီးသူစိတ်ထိခိုက်သွားတော့မှာပဲ ညပေါင်းများစွာတောကရောက်ခဲ့ရပြီးနောက်တင်းစာမှကျွန်တော်တို့မျိုးကိုရွေးချယ်လိုက်သည်သူဒီတင်းစာကြည့်ရင်လက်ထက်တင်းရုပ်ရှင်တင်းနာရီးတင်းကြောင်ညာကဏ္ဍကိုအရင်ဆုံးကြည့်တတ်၏သူသူမ၏အိမ်ပြောင်းရွှေ့ခြင်းဟူသည့်ကြောင်ညာတို့ကလေးကိုတွေ့သွားမှာပါပြောင်းရွှေ့သူကရကန်ရှင်၏နေရာတွင်သူမရေးထည့်ပေးလိုက်တော့သူခေါ်နေတဲ့နာမည်ကိုမှတ်မိသွားမှာပါမိမိဇနီးကိုလေဒီဟုခေါ်သူအမျိုးသားပင်လျောက်များရှိမည်နီး ပြီးရေဟိချစ်ခင်ဆုံးမဲ့မခွဲရအောင်ဆွဲချက်နာနာချစ်ရပါတော့မနာပေဟိ တွေ့ရတော့ကြည်လင်မြင်ရလင်အချစ်ပွားကြားရတော့ရှင်ပြုံးစိတ်နှလုံးအလိုကြသဖြင့်ဒီဘဝမခွဲတမ်းဟုဆွဲလန်းကနေကြသည်ချစ်စရာမန္တမြအချစ်သူတွေအနန္တကိုနှင့်နာနာဘဝအရက်တပါးပြောင်းရွှေ့သွား၍အနာကခွာ တပါးရွာတို့ဝိစွာခြင်းပဲအစဉ်လွဲသဖြင့်ရှင်ကွဲကွဲရခြင်းဤ၎င်း မှန်ကြောင်းထဲမှဘုရားယုံစင်ဝင်ပေါက်တော်လူအများရွတ်ရွတ်သက်သက်ဖြစ်နေသည်မြည်ထားလာတော့မှလားမျက်ရည်ရည်ဝဲနေသော မျက်စိကိုပိတ်လိုက်ဖွင့်လိုက်လှုပ်ပြလိုက်သည်မေရုပ်နာနှပြရရှိလာသောငါအားအနာတိတ္တောတိမလွဲတာမလွန်ဆန်နိုင်ချေပါတကားဟု၍အဘိနံနှိယောညပါဘေနေယာမချိန်ခါမပြတ်ပစ္စဝောက်ခိတပ်ပံတတိထင်တယ်ညံသက်ဝင်၍ စင်ချင်းသုံးသက်အောက်မေ့အဲ့ဤစိတ်နှလုံးကိုတင်းကျုံယူငင်တကယ်တော့ဝမ်းနည်းသုံးလုံးစေတဲ့ဝမ်းနည်းသုံးလုံးစေတဲ့တော့ထိုအတန်ဒီငါးထဲတို့တွန်းထိုး၍ဝင်ရောက်လာပြန်သည် ထိုအတန်ဒီသူမ၏အိမ်ရှိအထိရောက်လာလိမ့်မည်အတူကတော်တော်များများသူမတို့လမ်းမှဖြတ်သွားတတ်ကြပါသည်မွေးနေ့မင်္ဂလာကျင်းပမည်အိမ်ရှိတွင်အတူကဖြတ်သွားခြင်းမှသိမ့်မကောင်းလာပါဤနေရာ၌သူမတို့သည်အတူကထန်းစဉ်ကို အမင်္ဂလာလူသည်အလောင်းတစ်ခုအဖြစ်သာမြင်၍အင်းတစ်ခုအဖြစ်မမြင်တတ်ကြသေးခြင်းဟောသူမအလွန်တရာကြားချင်နေသောအတန်တစ်ခုသည်အဘိနာ သုံးရွတ်တန်ကိုပင်လွှမ်းမိုးလျက်ကျေလောင်စွာနီးကပ်လာပြီးမိရထားဥဩသံဖြစ်၏သူမမောပန်း၍ယဉ်ကုန်လာသည်နေ့စဉ်ယထားဆိုင်ချိန်တိုင်းခံစားရသောဝေဒနာဖြစ်၏သူဤယထားဖြင့်ပါမလာဘူးဟုမြည်သူပြောနိုင်မလဲမှန်ပြောင်းကိုဘုဒ္ဓစီတို့ချိန်နာတော့လဲမျောလင်းချက်သည်ညှို့နေသွား၏ သူပြန်လာမှာဟုတ်ပါမလားသူ့မွေးနေ့ကိုသူမရှိပဲကျင်းပခဲ့ရတာအခုအခုဟာနဲ့ဆိုရင်တတရအချိန်တော့အိုးဘာပဲဖြစ်ဖြစ်သုံးကနန်းဟာကို့အတွက်ကံကောင်းနေကြပဲသူလာကိုလာမှာသူ့မွေးနေ့မှာပျော်ရွှင်စေခြင်းနဲ့အထိမ်းမှန်းနဲ့ကိုပြန်လာမှာသူ့ရဲ့28နှစ်မြောက်မွေးနေ့မှာလေသို့တော့စင်ဝင်ပေါက်မှယထာစင်ခီးတဲ့တို့ကိုစတင်မြင်လိုက်ရချိန်မှာပဲမှန်မြောင်းကိုဖယ်လိုက်ဤတည်င်းမှနောက်ဆုံးနောက်ဆုံးခွာလာပြီးစပွဲတို့ပြန်လာခဲ့သည် မွေးနေ့စပွဲမှာဖဲချက်ကလေးများကိုစုပြုံသိမ်းကြုံရင်ပင်ပန်းကြီးစွာစိတ်ကိုထိန်းနေရသည်ပြန်ကြည့်လိုက်ရမလားဟင်သူ့ကိုမြင်လိုက်ရရင်ကြိုတင်၍ဝမ်းသာတုံလုံးရတာပေါ့ဒါမှသူအိမ်မော်တက်လာတဲ့အခါအရင်တစ်ခါကလုံရုပ်ပြက်စင်ပြန့်အံ့ဩမသွားပဲထိန်းချုပ်ထားနိုင်မှာအင်ဒရီနဲ့လေအော်မောင်ပြန်လာဗလားပျော်ရှင်စွာမွေးနေ့လေးပါအလောက်ကပြန်လာတဲ့ယောက်ျားလူတီတီငင်ငင်ကလေးနှုတ်ဆက်လိုက်ခြင်းသို့တော့နောက်တစ်ချိန်ဘူးတာစီမကြည့်လို့ပါမကြည့်ရတာလည်းဖြစ်နိုင်တယ် တောင်ဖဲမြန်ညင်းဖဲများကိုကနန်းစင်အတိုင်းအယောင်တူအတိုင်းတန်းစီထက်နေရင်မိမတယောက်ဤဘဝကိုပထမဆုံးချိန်မဟုတ်ပဲဆက်ဆုပ်လာ၏သူနှစ်ယောက်ကြားမှာဘာမှမရှိဘူးစိတ်တွေပဲရှိတယ်သူဘာသဘောနဲ့ဤစကားကိုပြောခဲ့မှန်းမသိပါသူမှသူ့ကိုဆွဲလန်းခဲ့ရသည်မှာတော့သူဤလပလုံးဝင်းတော့အောက်နှခမ်းကြောင့်မဟုတ်အနေငယ်မြလိုင်းတွင်းမရှိပဲဖြောင့်စင်အုပ်ဆန်း၍ကောညက်တော်စပင်များကြောင့်လည်းမဟုတ်နူးညံ့ဝါညံ့တော် ကြည်မောတန်ကြောင့်လည်းမဟုတ်မှု၍ဖဲရရင်သူများကိုစာကြည်ကြည်ဖတ်ခိုင်းပြီးနောက်ချက်ချင်းပြန်လဲရှင်းပြနိုင်တော့အလွန်တရာထက်မြက်သည့်သူ့မှတ်ဉာဏ်ကြောင့်သာဖြစ်လေသည်ထို့ကြောင့်လည်းသူမအနေဖြင့်မိမိအုံနောက်ကိုသာထက်ခါထက်ခါရွှေချနေခဲ့မိ၏ထို့ကြောင့်လည်းမြူခဲတို့ပါလွာတော့ချစ်စပွန်အငွေတစ်ခုအမိဖမ်းဖို့အလွန်စွာနောက်ကျခဲ့ရ၏ယခုမှသူမနောင်လိုက်ရသည်သူလိုချင်ဒီမှာသူမ၏ရှင်ရောင်ဝင်းလက်နေတော့အုံနောက်မဟုတ်ခဲ့ပါအခုတော့ကျမဟာမောင်းတဲ့စိတ်ငြိမ်စေးဖြစ်တော့သုံးမွန်တော့ဘူးလားကွယ် ဖဲချက်များကိုကြာမြင့်စွာစိုက်ကြည့်နေရမှစပွဲပေါ်တင်သားသည့်လက်နှစ်ဖက်ပေါ်သို့မျက်နှာကိုမူးဝင်စွာမောက်ချလိုက်သည်ခဏလေးသာကြာသည်ထိုအခိုက်တန့်လေးမှပင်အိတ်ချင်မှုသူရှိဝင်နေတော့သူမှသည်တစုံတစ်ခုကြောင့်ဖျက်လက်သွားခဲ့၏ငလျင်လှုပ်သလိုအိမ်ကညင်ငနေလှုပ်သွားတော့ကြောင့်နောက်ပြီးသူမှအနီးမှတယောက်ယောက်ရှိနေသလိုအာယုံကခံစားရတော့ကြောင့်နောက်ပြီးမူးရင်နဲ့တစ်ခုဖျားရင်ဆိုလာချွေးပြချွေးနှံပြောက်ဆေးရနှံဟုသူမှမှတ်မိသည် ။သူမှဘလောက်ဝမ်းတန်တုံးလို့သွားဒီကိုဘယ်တော့မှဖော်ပြနိုင်စမ်းမည်မဟုတ်တော့ပါ။ဖြုံငနဲ့တုံတုံရင်ရင်မတည့်ရက်ပြီးနောက်ပြန်လဲကြည့်လိုက်သည်။လီကားထိတ်မှသူအကျဲကြီးအော်ဟင်းကိုယူပြီးပြေးသွားပွေးဖက်လို့တော့လည်းမယုံကြည်နိုင်တော့လက်နှစ်ဖက်ကစပွဲစွန်းကိုတင်းကျပ်စွာဖြစ်ညစ်ထား၏။သူမှခြေတော်များအကျောသေးနေတယ်လို့လေးလံနေကြသည်။ဖះဖះသူတကယ်ပြန်လာတာဟုတ်ပါရဲ့လား။လေဒီသူအတန်မှမယုံကြည်နိုင်စရာတူတူကလေး ဝီလန်တော့အရမ်းမှလာရတယ်လို့တည့်တည့်လေးဖြစ်သည်ဖင်တော့ထင်နေခဲ့တာပဲဒီတကာမွေးနေ့တော့အတူလာမှာပါလို့သူမတို့နှစ်ယောက်စလုံးတယောက်နဲ့တယောက်ပွေဖက်နှုတ်ဆက်ခြင်းမရှိပဲတယောက်ကိုတယောက်အံ့ဩတကြီးမောပန်းစွာစိုက်နေနေကြသည်သူဒီနှီးညွရောက်ဆက်အင်းကြီးလက်ရှိကိုဝတ်ထားသည်ခေါင်းမိကအနှဲ့ရောင်အနှဲ့ရောင်များသောနှီးညွရောင်ဖြစ်သည်လွန်ခဲ့တော့၅နှစ်ခန့်ကဝတ်ဆုံပါလားသူမသူ့ကိုစတင်ချစ်ကြိုက်နေစဉ်ကလက်တွေ့ကန်တစ်ခုမှသူဤဝတ်ဆုံကိုဝတ်လာခဲ့သည် ူဟာဘာမျှမပြောင်းလဲသေးပါလားထိန်းချုပ်ရက်ကမျက်ရည်တို့ဒီစီသားမရှိဖိတ်ရန်ကြလာပြီသူမယူနန်းစွာ ပြုံးရလိုက်လေသည်နောက်ဆုံးတော့သူပြန်လာတာပဲပေါ့ဒီအိမ်ကိုတော်တော်ရှာရသေးလားဟင်မဟုတ်သေးပါဘူးတုံးနှစ်ခန့်ခွဲခွာနေရသူခင်မုန်းတဲ့နဲ့ပြန်တွေ့ရစဉ်ပထမဆုံးပြောသည့်စကားသည်အကဲတပေါ်ပြပြမနိုင်သင့်ပါမောင်ဘယ်ကိုသွားနေတာလဲဟင်မဖြစ်သေးပါသူဒီသူကိစ္စသူများဆက်စုခြင်းကိုမကြိုက်တတ်ပါ မောင်ကကျမနေ့တိုင်းညော်နေတာဟေးယူစင်းလုံးဤစိတ်မလှုပ်ရှားမှုကိုနှုတ်မဖော်ပြလိုက်ရင်တင်းငယ်သွားမှစိုးရိမ်နေမိနီယောက်စလုံးမလှုပ်မရှက်ငေးဆိုင်နေကြဆဲဖြစ်သည်ညီစမ်းမောင်သူ့မျက်နှာတွေတခုခုလိုအပ်နေသည်တခုခုလစ်ဟနေသည်သူမစီတို့လည်းအပြေးလွှားလှမ်းလာဖို့စိတ်ကူးဟမတူပါညော့ရေရေရက်နေတော့သူ့ခန္ဓာကိုယ်သည်အနှဲငယ်ရိုက်နေသည်သူလဲကြွသွားတော့မြည်ဟုပင်ထင်လိုက်သည်သူမလီကားစီတို့အပြေးလျှောက်သွားသည် သို့တော်သူမခြေတော်များစမ်းမြင်လို့အမြင့်တွင်နေသလိုလေးလံစွာနေကွင်းနေကြ၏နေကောင်းရဲ့လားဟင်ဟိုသူမျက်လုံးများသည်စိမ့်လက်နေကြသည်ယင်းနီးနှင်းလိုခြင်းလုံးဝမရှိသည်အစိမ်းရောင်မျက်လုံးလို၏အငွေ့သည်သူမနှလုံးသားကိုပင်အေးဆက်သွားစေ၏တွဲပွေးမြင့်သူမလက်များလေထဲတွင်တန့်သွားသည်သူသူမကိုကြည့်နေခြင်းမဟုတ်နေရများနှင့်တိုင်များတွင်ရှုပ်ရှက်ခန့်နေသောမိမျိုးနေသည့်နိုင်တို့ကိုငေးကြည့်နေခြင်းဖြစ်သည် ။သူအံ့ဩနေသလား။ထို့နောက်တစုံတစ်ခုကိုသတိရသွားသလိုအရေးတကြီးမျက်နှာသာဖြစ်သွားပြီးဂျုံငနေနောက်ပြန်လှည့်ဆင်းသွားလိမ့်။အိုသူကားခါမပေးခဲ့ရသေးဘူးလား။တို့မဟုတ်ကားပေါ်မှာခီးဆောင်အိမ်မိတ်ချန်ခဲ့သလား။ညီတို့မြနားမလည်နိုင်မှာ။သူမဒီနောက်တစ်ချိန်သူထွက်တော်မှကိုမလိုအပ်ပဲအစိုးရင်ပို့သွားမိသည်။ထို့ကြောင့်သူနောက်မှလေကားအတိုင်းသူဆင်းတယ်လို့တိုင်းတိုင်းညောင်ပြေးဆင်းလိုက်သွား၏။ဘာမိလို့လဲဟင်ရှင်တိတိခုံနေသည့်အရာရာကိုမယုံကြည်နိုင်သောစိတ်ကြောင့် သူမအတံမှာလှုပ်ခတ်လျက်ရှိသည်။သူဘာမှမဖြေပါ။အိမ်ရှိခြံဝင်းထဲတွင်လည်းအငားကားမရှိပါ။သူဒီနောက်ပြန်လဲမကြည့်ပဲမြင်းနီလန်းအတိုင်းခြံရှိအထိကိုိပ်ပတ်ဆင်းသွားသည်။ပစုံတရားကိုအလင်းလိုနေဟန်ရှိ၏။သူမဒီမြင်းလောင်အောင်မှသူပြောက်ကွယ်သွားမှကိုလွန်စွာစိုးရိမ်လျက်အပြေးလွှမ်းလိုက်သွားနေသည်။သို့တော်ခြံရှိကလူစုလူဝေးမှများပြားလွန်းသည်။စုပြုံတွန်းထိုးနေတော့လူအုပ်ကြားတွင်သူအင်ဂျင်နီယာကိုရုပ်ကနေတာမြင်လိုက်ပြီးလူအများနဲ့ယုံတော့ပျောက်ကွယ်သွား၏ သူမရုပ်တရက်ဝမ်းနဲ့အားငယ်သွားသည် သူပြန်လာမှာဟုတစ်ဖက်ကတွေးတော်လည်းပြန်မလာဘဲနေရင်ဟုစိုးရင်စိတ်ကြောင့်ခြံရှိကလူအုပ်ကြားတို့လိုက်ဆိုင်ရန်သူမရှိတူသွားမိသည်ကြီးစီတန်းဒီသူမနာနာတွင်ကပ်ပြီးတီးလိုက်တယ်လို့ဆူဆူဝါးဝါးကြားလိုက်ရပြီးခြောက်ချားစရာအဘိနတုတ်ဓမ္မတရားတန်ကိုဆွဲဆွဲငင်ငင်ကြားနေရပြန်သည်အနတီတော်တိမလွဲတာမရှောင်တာမလွန်ဆန်နိုင်ချေပါတကားဟု၍ အဘိနဲ့နေရောညပါပဲနေရမှာယခုချိန်ညစီကားလာတော့အတုပအပေါ်စိတ်ဝင်စားလွန်သည့်ပြိတက်ကြတော့သူမညံ့နေပြီဖြစ်သည်ကိုဒုက္ခသူမဤစိတ်လှုပ်ရှားနှမျောမှုကိုမထိန်နိုင်မဲသူကြားနိုင်တော့အတန်ဖြင့်ခက်ကြစ်ချင်းအော်ခေါ်လိုက်မိ၏တို့ရတွင်သူမဤအတန်သည်ရှိုက်ကြီးတငယ်ငိုကြွေးလိုက်တော့မသားရှင်းမိမကြီးတူဤအက်ကွဲသောငိုတန်အောက်မှနေဝင်သွားတော့သည်ရေရွတ်တဲတဲဖြစ်နေတော့လူအုပ်ကြီးသည်ပုံရှိတန်နှင့်အတူရှေ့တူတူရွတ်တူနေသည် ငငယ်ကလေးနဲ့မှုတ်ဆုံးမှဖြစ်ရတယ်နော်တည်တဲ့ကောင်လေးက28နှစ်တဲ့မရဏဓမ္မောတိုက်ခဲအင်ရအဖြာပြာမှဥစ္စာစည်းပွားဆွေမျိုးများနဲ့စကားတီးတိုးတန်နဲ့အတန်ချက်စစ်မှတရားတန်တို့ဒီခွဲအဲ့ကျုပ်ပြင်းလျက်သူမစီတို့လွန့်စင်လာ၏သူမရင်တွင်နဲ့အဆမတန်နာကျင်သွားလေသည်သူဘယ်ကူများသွားတာပါလဲသူဘာဖြစ်လို့ချက်ချင်းပြန့်ထွက်သွားတာပါလဲသူစိတ်ဆိုးနေတာလား ။ယခုကဗန်မန်းမသိတော့တောကများနဲ့အတူကြောထဲကစိတ်လာခဲ့ပြီ။ဖဲဝိုင်းမှဓာတုခံရတာဆို။လေချင်းဖက်ကနေလိုပါရက်ရှောင်းခွာခြင်းပဲ။ကျက်တီဖြန်းကနေထတော့ဤတကူလုံးတုံရင်မြနာတဲ့တို့လေတဝုံဝုံတိုးဝင်နေသည်။သူမခြေတော်များရင်းရိုင်နေဤ။ကိုဒုက္ခဒီတစ်ချိန်တွင်သူမအတန်မှာသူမကိုယ်တိုင်တက်တက်ကိုယ်ကိုယ်မကြားနိုင်အောင်ပြင်ဝင်သွား၏။ ဤညာပြလာတော့လူအုပ်ရှိတွင်သူမဟစ်အောင်ကိုရင်မဖြစ်နိုင်ပါထိန်းချုပ်ရင်မရတော့မြင့်ရည်တို့သည်တလိမ့်ချင်းလိမ့်ကြနေသည်ညင်ထဲမှာတွလက်လက်နှင့်မူးနောက်နေလည်းကခြေဖျားထောက်၍လူအုပ်ကိုကြောကလောင်းစင်ကိုလမ်းကြည့်မိသည်အမလေးသူမနှလုံးခုန်ရင်ရက်တန့်သွား၏ကျွမ်းသာကောင်းဤချိန်ရင်မှချိန်ထားတော့ဓာတ်ပုံတွေကမျက်နှာတည်သူမျက်နှာပါလားသွေးကြောထဲတို့အကောင်ငယ်လေးများစွာစီးဝင်နေသလိုတစစ်စစ်ကြွတက်၍သွေးတွေဆူဝေးသွားသည်သွေးကြောများတဒိန်ဒိန်ဆောင်တို့လှုပ်ရှားသွားသည် အချက်ချင်းဆောင့်တီးသောပုံစံကြောင့်နှလုံးတွင်လှည့်ရင်းစီတို့ဆုတ်တက်၍ပြုတ်ဟန်ချင်လာသည်။ဘာတွင်လဲဘာတွင်ဖြစ်ကုန်တာလဲထိုမျက်နှာသည်သူ့မျက်နှာဖြစ်သည်။တေးသာဘဒူလဲသူမသည်အနီရောင်နင်းစီပန်းခွေမှစာရန်ကိုအသက်မရှူမီပဲလှမ်းဖက်၏။သူမမျက်စိများပြဝင်နေသည်။အဝါနှုတ်ရောင်ရိပ်ဖြူသည် လက်ကနေလက်ကနေအယောင်ပြန်နေသည်။ခရီးကလည်းအတန်ဝေးသွားပြီးကိုယ်ကိုယ်ပြပြမဖတ်နိုင်ပါ။ဒါဘဒူလဲဘသူအတူအတူပါလဲ။ ကျမကိုဘယ်သူမှမကယ်နိုင်တော့ဘူးလားအလွန်မင်းစိတ်လှုပ်ရှားနေတော့ကြောင့်ခုံတက်လာတော့နှလုံးရှိရာလင်းလင်းအောက်ခြေကိုလက်ဖြင့်တင်းကျပ်စွာဆုံညွှန်၍ဖိတွန်းထားလေသည်ဘယ်သူလဲဟင်းသေးတာပဲသူလဲသူမအမေကိုဖြေမိသူမရှိတော့ပါလူစုကတဖြည်းဖြည်း꽌သွားသည်ဖုံအလူးလူးဖြင့်ပိုက်ဆံလူကောက်နေကြတော့ကလေးများသာကြံရင်ခဲ့၏တခဏတွင်အုံနောက်ပြတ်သွားတော့မြည်ဟုထင်ရသည်ကိုကိုွယ်ရမဲ့စွာတယောက်တည်းငေးကြောင်ရင်ရက်တက်နေရမှာ ဝီးသွားသောအတုပထန်းစဉ်ရှိရာတို့နောက်တစ်ကြိမ်ခြေပြားထောက်ရဲ့ကြီးမိပြန်သည်မျက်ရည်များဖြင့်ပြည့်ရှံနေသောမျက်လုံးသည်နေရောင်ဖြင့်လှဲ့နေသောရိပ်ဖြူစကိုသာပြဝေစွာမြင်ရသည်မောင်ပေရောက်သွားတာလဲရုတ်တရက်သူမခြံဝင်းထဲသို့ပြန်ပြေးဝင်သွား၏အိမ်내ဝင်မိသောအခါအိမ်내မှသူ့ကိုရှာဖွေဖို့မကြိုးစားတော့ပဲလေကမ်းမှယူသွတ်စွာပြေးတက်သွားတော့သည်အိမ်မော်ရောက်လင်အခန်းမှရှုပ်ပွနေသောနိုင်အမျိုးမျိုးကိုခဏသာကြည့်လိုက်၏ စပွဲပေါ်မှာအဝေးကြီးမှန်မြောင်းကိုကောက်ယူလျက်ဝရဏာတို့အပြေးထွက်သွားသည်အာတုပတိဝေးသွားပြီဖြစ်တော်လဲတာမမျက်စိဖြင့်ထန်းစဉ်တစ်ခုမှန်တော့သိနိုင်ပါသည်နီမှန်မြောင်းကိုမျက်နှာစီပြင်ယူ၍မှန်မလို့စုံတာကိုအလောတကြီးလှဲ့လိုက်ဝီဝါတို့အယောင်ဆုံးများအုတ်ဆိုင်သောအစိမ်းအောင်တပင်းများထို့နောက်တဖြည်းဖြည်းကြည်လင်လာသောအခါမဲနဲ့သောဥကောင်းအစုဝင်နှင့်လှုပ်ရနေသောလူအုပ်ကိုတေးရွက်စိမ်းမြန်ချာမှပျောက်သွားလိုက်ပေါ်လာလိုက်မြင်နေရသည်သူမှရှိနေနေရွှေ့ယူကြည့်သည် ဖန်းစင်သည်သီလရှင်တို့၏နောက်မှရှိသည်။မဘလူးဆုံသားကိုအနှဲငယ်ရွှေ့၍ချိန်ရပြန်သည်။သူမရင်တတိတိခုံနေ၏။ညရင်များကိုဒေါရတကြီးပုတ်တက်ဖယ်ရှားလိုက်ပြီးကမန်းကလေးပြန်ကြည့်ပြန်သည်။သူမလက်များတုံရင်နေပြီးချွေးများစုံနေသည်ဖြင့်နှံမြောင်းနေမကြကနအောက်သို့လွတ်ကြတော့မလို့ဖြစ်ဖြစ်သွားသည်။အဝါနုရောင်ပေါ်တွင်ရွှေဝါရောင်ဆက်ကူမြင်များဖြင့်မွမ်းမံထားသောအလောင်းစင်ထန်းစီမှာဝါခင်းအစွန်းတို့တွင် ရှီနောက်စီတန်း၏ထန်းပိုးနေကြသောနောက်စီများလက်များ ကျွန်းသားခေါင်းပေါ်မှာလွှားထားတော့ပစိုးခွက်ချီရင်မှတ်တဲ့ပုံဖះရည်ဒါသူမျက်နှာအစ်စ်ပါပဲလားသူမမှန်မြောင်းကိုလိုအပ်တည်တဲ့တင်းကျက်စွာဆုပ်ကင်တာ၏နောက်ဆုံးတွင်သူမအလွန်မင်းကြည့်လို့လည်းမကြည့်ရတော့လွမ်းတူပန်းခွေကိုမြင်လိုက်ရတော့သည်သူမဖះတားလျက်မှန်မြောင်းထိတ်ဝကမမလူတို့ကိုလက်ဖြင့်ရောင်မှစွာ ဖုံတုပ်လိုက်သည်ကိုမြင့်ဝေအသက်29နှစ်ဟင်းသူမမျက်စိမမှားပါအလောင်းဤနာမည်မှာမြင့်ဝေဖြစ်သည် သူမနေအဝေးကြည့်မှန်မြောင်းကိုဘေးလို့ဖဲ့ယူ၍တခါမှမမြင်ဘူးသလိုလှည့်ပတ်ကြည့်ရင်အံ့ဩနေသည်မြုံချီနိုင်လောက်အောင်ပါပဲလားသူမမျက်စိများကိုမိတ်ပစ်လိုက်ပြီးခဏအနာပေးထားလိုက်တုံတုံတဖန်ပြန်ချိန်ကြည့်လိုက်မိပြန်သည်ကိုမြင့်ဝီအသက်28နှစ်ကိုဒုက္ခမဟုတ်ဘူးတက်မဲ့မှန်မြောင်းတက်လက်တည်းသူမကိုညာလိမ့်မည်မဟုတ်ပါဒါဖြင့်မောင်မောင်ပဲမှလဲမောင်ကပဲရောက်သွားတာလဲ ိုဒုက္ခဆိုတဲ့နာမည်မဟုတ်၍ကမ္ဘာလောကတစ်ခုလုံးကိုစိန်ခေါ်၍အော်ဟစ်ပျော်ရွှင်ပြလိုက်ဖို့ကောင်းတော့လေ။သူမမှရှိသည့်ရက်တည်နိုင်စွာနှင့်တည်ရဲ့ရဲ့အမြင်များကြရသည်။ယူကျုံမရစိတ်သည်ဝိညာဉ်ကိုနှုတ်ယူသွားတော့မည်။သူမမှအခွန်တစ်ခုသာကျန်တော့မည်။ဒါပဲလား။သုံးနှစ်ကြာအတင်းခင်းရတော့အဖြစ်ဟာဒါပဲလား။ထိုခိုက်မှန်မြောင်းတဲ့ကဓာတ်ပုံသည်အဝေးကြီးမှသူမမျက်နှာစီတော့တဟုန်တို့နီးကပ်လာတော့အခါသူမသွေးပြက်ခမန်းကြောက်လန့်၍မှန်မြောင်းကိုလွတ်ချပစ်လိုက်၏။ ညနာကိုလက်ဝမ်းနှစ်ဖက်ဖြင့်အုပ်၍ကာကွယ်မိလျက်သားဖြစ်သွားသည်။ဒါပေမဲ့ဒါပေမဲ့ဓာတ်ပုံထဲမှာတော့လူတွေဟာရုပ်ချင်းဆင်တက်ကြတာပါပဲလေ။သို့သောသူမကိုခန္ဓာအထက်မှတန်ပတ်များပြတ်ထွက်ကုန်ပြီဖြစ်ကြောင်းသတိထားလိုက်မိ၏။သူမသည်အာတင်း၍မွေးနေ့ပွဲကျင်းပမည်စပွဲစီတို့တရွေ့ရွေ့လျှောက်သွားနေသည်။ယခုချိန်တွင်သူမအတောင့်အတဆုံးအရာမှာတေချာမှုတစ်ခုပင်ဖြစ်သည်။အဝေးကြီးမှန်ပြောင်း ဝတ္ထုတူလေးဒီမှာတင်ပြီးဆုံးပါပြီရှင်။နားဆင်သူများအားလုံးကျေးဇူးတင်ပါတယ်။